ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်မာလေးရဲ့ဝါအင်္ဂလိပ်ရာနိုရဲ့ဥဒေကနေရာနိုရဲ့သားကူကူကထွက်လာပိုင်းမီထူနဲ့ဆိုနူးရဲ့ဥဒေကနေတွန်နူခုံငတ်တို့ဥကနေကီကီအိမ်ကြီးကလူနဲ့ဂွန်ညိုရဲ့ဥကနေ သူရဲ့သားချက်ကူတော့ထွက်လာပါရင်သူရဲ့ကလေးတွေကအကောင်တရွယ်တဲတွေပါပဲကလေးတွေဟာအတူတူကစားကြပါရင်ဒါပေမဲ့ရာနွေရဲ့သားကူကအဲ့လောက်မတွက်ပါဟဲ့ဟဲ့အဲ့ကူကိုမောင်းထုတ်လိုက်ဟုတ်တယ်ဟုတ်တယ်မောင်းထုတ်လိုက်တော့ငါတို့ရဲ့ကံကိုဖျက်ချနေရတော့ငါတို့နဲ့လုံးဝပေးမကစားဘူးလုံးဝပေးမကစားဘူးကူကူလည်းဘာမှမပြောဘဲအကောင်လုံးကစားနေအောင်ကြည့်နေပါညနေရောက်တော့သူ့အိမ်သူပြန်လာပါတယ်။တားလိုက်ကူကူရင်ကလေးတွေကလည်းသူတို့နဲ့အတူပြေးမကစားဘူး။ တောင်းအိမ်မှာသွားမကစားပါနဲ့လို့အမေဘယ်နှခါပြောရမလဲကူကူကအရွယ်ရောက်နေပါပြီဒါပေမဲ့စကားကံကမပြောတတ်သေးပါနောက်တနေ့မနက်ကျတော့ကူကူကကစားဖို့ထက်သွားပါအဲ့ကောင်ဆိုကစားဖို့ထက်ရောက်လာပြန်ပြီကဲကဲသူ့ရိုက်ပြီးမောင်းထုတ်ကြမယ်သူ့ရိုက်ပြီးမောင်းထုတ်ရင်အန်ဒီရောင်တို့ကစိတ်ဆိုးသွားလိမ့်မယ်စိတ်ဆိုးမယ်ဆိုလဲဆိုးပါစေပေါ့ကွာငါတို့ရဲ့အမေနဲ့အဖေကလည်းသူ့ကိုထိုင်ကြောက်နေရတာမှမဟုတ်တာငါတို့ရဲ့အမေနဲ့အဖေကသူ့ကိုလည်းမောင်းထုတ်လိုက်လိမ့်မယ်အဲ့လိုပြောပြီးတော့ချက်ကူးနဲ့ကီကီက ကူကူကိုအတေရိုက်ပါအောင်တယ်။ကောင်းကိုရိုက်လိုက်ကြောက်အောင်ထူလိုက်နေပေါ့။သူတို့ကကူကူကိုရိုက်ရိုက်ပြီးတော့အဲဒီကနေမောင်းထုံလိုက်ပိုင်။ကူကူလည်းငိုရိုပြီးတော့မြေကမ်းနားမှာသွားထိုင်လိုက်ပိုင်။ကူကူခမငိုယုံမဲငိုနိုင်ရှာပိုင်။စကားမပြောနိုင်ရှာပါ။အဲဒီချိန်မှာ မြေကမ်းနားကိုစုံနီးနဲ့ကိုကြီးတို့ရောက်လာပိုင်။အမစုံနီးဒီကလေးကရာနုရဲ့သားမလား။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါရာနုရဲ့သား။အခုဒီစကားမပြောတတ်သေးဘူး။ဟုတ်တယ်။ကျမလည်းရာနုရဲ့သားငါအားလို့ပဲထင်တယ် ရာနုကကျမတို့ရဲ့တငယ်ကျမမဟုတ်တာ။ तू ကအယူကလေးကိုမေးထားတယ်။ဟုတ်တယ်ခွီးကျမတို့ရဲ့သားတွေကအယမ်းလဲတယ်။တောတစ်ခုလုံးရှောက်ပတ်နေရ။ညနေကျရင်လဲသူတို့ဘာသာသူတို့ပြန်လာကြတယ်။ဒီလိုကလေးမျိုးမွေးထားတဲ့ဆိုင်အဲ့လိုကလေးမျိုးမွေးတရတက်ပြစ်လိုက်တာပိုတော့ကောင်းအောင်မင်း။အဲ့ဒီစကားတွေကုကူကနားထောင်နေပါရဲ့။ကုကူကနားလဲလဲပါရဲ့။သူ့မျက်လုံးကနေမျက်ရည်တွေစီးကျနေပါရဲ့။သူ့ခင်ဗျာသူ့အမေကိုပြန်မပြောပြနိုင်သလိုအခြားဘသူကိုမှလည်းမပြောပြနိုင်ပါဘူး။ အဲ့လိုနဲ့နေရတွေတဖြည်းဖြည်းကုံဆုံးလာပိုင်းတဖြည်းဖြည်းနဲ့ကူကူကအိမ်ပြင်မထွက်တော့ပါဘူးအိမ်ထဲမှာပဲနေပိုင်းတားလိကူကူရဲ့ဘာများဖြစ်လို့လဲအခုဆိုရင်တာအိမ်ထဲကနေအိမ်ပြင်အောင်မထွက်တော့သူ့အမေရဲ့စကားကြတော့ကူကူခမမျက်ရည်တွေစီးကြလာပိုင်းမမီနားလေပိုင်းတားလိရဲ့ဒါပေမဲ့ဖျားတခင်ကတောက်ဒီလိုဖန်ဆင်းပြီးတာဆိုတော့အမေလည်းပါတတ်နိုင်မလဲကွယ်တားလိလူတွေရဲ့စကားနားမထောင်ပါနဲ့ တနေ့မဟုတ်တနေ့တာခံစားနေရတာတွေအကုန်ပြတ်သွားပါလိမ့်မယ်။တာလုံးဝပြန်ကောင်းသွားပါလိမ့်မယ်။နေရက်တွေကုံဆုံးလာပြီးမိုးရသည်ကိုရောက်လာပါပြီ။ညအချိန်မှာငှက်တွေအလုံးကအိပ်ပျော်နေကြပါ යි ။အဲ့အချိန်မှာမိုးတွေအကြီးအကျယ်ရွာချလာပါ යි ။ဒီမိုးသားငှက်တွေအလုံးရဲ့အိမ်တွေထဲမိုးယုံနေပါ යි ။တားလိကူကူရဲ့ကူကူရဲ့ထပါအောင်အမေရဲ့အိမ်ခါမွားနေမိုးတွေယုံနေပြီ။ရန်နုံးလေးကုကုကိုခေါ်ပြီးတော့အခန်းထောက်တနေရာမှာ ပုံနေလိုက်ပါ යි ။ကာလူရဲ့ ကျမရဲ့အင်ကာမွားနဲ့မိုးရီယုံနေပြီးဂျက်ကိုခေါ်ပြီးမြမြန်အိတ်ထောင်လေးမှာသွားထိုင်နေလိုက်ကြခေါမိုးပွားနဲ့မျက်ချအုပ်လိုက်မယ်အကိုမီထူးရင်ကြည့်ပါအောင်ကျမတို့အင်ကာမွားနဲ့မိုးယုံနေပြီးတုန်နီးရင်တုန်နို့ကိုခေါ်ပြီးထောင်းတနေရာမှာထိုင်နေလိုက်ငါခေါမိုးပွားမျက်ချအုပ်လိုက်မယ်အဲ့လိုနဲ့ညအချိန်ကြီးမှာငှက်တွေအားလုံးကကလေးတွေခေါ်ပြီးတော့ထိုင်နေကြပါတချို့တလေကခေါမိုးပွားမျက်ချောက်တွေအုပ်နေပါမိုးကအရန်ကြမ်းနေပါဘလောက်တောင်ကြမ်းလဲဆိုရင် သူရဲ့အိမ်တွေပါလေတဲ့ရင်းကုန်ပါကာလူရဲ့ခေါမိုးပေါ်မျက်ချအောင်လိုက်ဒီတညတော့ကြော်ဖြတ်နိုင်မင်းထင်ထားတာဒါပေမဲ့ကျမတို့မိုးရီထဲမှာအခုလိုပဲဆက်ထိုင်နေရမယ်လို့ထင်တာပဲဟုတ်တယ်ကိုကြီးနေကြကူကိုနေအတာမန်တွေအောင်ဖတ်ထားလိုက်ငါအပင်နေတဲ့အခန်းပေါက်ကိုလိုက်ရှာကြည့်လိုက်အောင်မင်းအပင်ရဲ့အခန်းပေါက်ထဲမှာဒီတညကိုကြော်ဖြတ်လိုက်မင်းတာလိကူကူရဲ့အမေကြော်ပေါ်မြ мян လာထန်လိုက်အမေတို့တစ်ပင်ကြီးအောင်သွားကြမယ်အဲ့မှာအမေတို့အနေရကင်းနိုင်တယ် ဆိုနီငါကူပေါက်သွားချလာအောင်မေကူထဲမှာပဲဒီညောင်းငါတို့ဖြတ်တန်းကြမယ်မဟုတ်ရင်ဒီလောက်မိုးရွာနေတဲ့အချိန်မှာငါရရဲ့တုံနူတိတ်သွားလိမ့်မယ်အကုန်မိထူးရင်မြ мян သွားနော်တုံနူရဲ့အချိန်တွေကျမမကြည့်နိုင်တော့ဘူးငှက်တွေအလုံးလဲကိုစီကိုစီအန်ရဲကင်းနိုင်မယ့်နေရာတွေကိုလိုက်ရှာနေကြပါအဲ့ခါမှာသူတို့အလုံးကိုတစ်ခုကိုတွေ့သွားပါဒီကူကအဆင်ပြေရဲ့အဲ့ညာကိုမိထူးနဲ့ရာနိုတို့ရောက်လာပါအကုန်မိထူးအကုတ်ကလူရဲ့ အကိုရီးရဲ့အိမ်လည်းရောပျက်စီးသွားပြီလားဟုတ်တယ်ရာနိုရေငါတို့ရဲ့အိမ်လည်းပျက်စီးနေပြီကျမတို့ဒီကူထဲမှာနေလိုက်တာကောင်းပါတယ်ကျမတစ်ပင်ကြီးအောက်ကိုလည်းသွားသေးရဲ့ဒါပေမဲ့အဲ့ဒီမှာလည်းမိုးရေရွာယိုနေရဲ့ခဏနေရောငှက်တွေအားလုံးကသူတို့ရဲ့မိမရီနဲ့ကလေးတွေခေါ်လာပါတယ်ကာလူရေဒီကူထဲမှာနေရအဆင်ပြေတယ်မိုးရွာတဲ့ရက်တွေတော့ကျမတို့ဒီမှာပဲနေထိုင်လိုက်ကြမယ်ကိုကြီးငါတို့မနဲ့မိုးလေဒီညနေထွက်သွားမှဖြစ်မယ် ကိုရဲမှာမွေရင်းရှိနိုင်တယ်။ကာလူကမွေဆိုပြီးပြောတော့မဲရှိပါသေးရဲ့။ကိုရဲကနေမွေတကာထွက်လာပါ။နင်းတို့ငါ့အိမ်ဘာလာလောက်ကြလဲ။မိုးရီရွာနေငါအရန်အိတ်ချင်တယ်။နင်းတို့ကငါအိတ်လျောက်ဖျက်ဆီးနေကြတာ။မွေမွေကြီးရဲ့ကျွန်တော်တို့မနဲ့မိုးလေးနာနေဒီကနေထွက်သွားပါမယ်။ကာလူရဲ့မွေဆိုပြီးထပ်ပြောင်းအခုတော့ရှင်ကဒီနေရာလဲဖျက်ဆီးလိုက်ပြီ။အားလုံးပါဇက်ပိတ်ထားလိုက်ကြအောင်။မွေကြီးကျမတို့ဒီမှာခဏလေးပဲလာနေရပါ။ ကျမတို့ခဏလေးပဲနေခွင့်ပေးပါနော်။မနက်မိုးလေးလာနဲ့ကျမတို့ထွက်သွားပါမယ်။ကျမတို့မွေကြီးကိုဘာဒုက္ခမှမပေးပါဘူး။အစောရေကငါဥရီတခုတ်ခုတ်သွားငါဘသူ့အမထပ်ပြီးမယုံနိုင်တော့။ငါပြောမယ်။နေတို့အားလုံးဒီကနေထွက်သွားကြတော့။ဒါရီကိုကူကူလေးကြည့်နေပါ။ကူကူကဘသူ့ကိုမှဘာမှမပြောဘဲကူတဲကနေအပြင်ထွက်သွားပါ යි ။အခုမိထူရင်ကူကူကိုမြ мян လိုက်ရှာပေးပါအောင်။သူအပြင်ထွက်သွားပြီ။အရင်ဆုံးဒီမွေနဲ့ဖြင်းရှင်းလိုက်ပါအောင်။ ပြီးမှကုကုလိုက်ရှာပေးမယ်။ကုကုကမိုးရီတဲ့ပြန်တန်းသွားနေပိုင်။သူကဒေါနတ်ကြီးတစ်ခုတည်းသွားပိုင်။ကုကုရဲ့အကောင်နဲ့အတွေးပြူပြီးနေပိုင်။ကုကုကဝါးပင်တွေပဲရှိရဲ့ဒေါနတ်ကြီးတဲ့ကိုရောက်နေပိုင်။အဲဒီအချိန်မှာသူကစဉ်းစားလိုက်ပိုင်။ငါဝါးအိမ်လေးဆောက်လိုက်ရော။ဝါးနေဆိုရင်အိမ်ကခိုင်ခန့်နေလိမ့်မယ်။ငါအဲ့လိုပဲလုပ်မယ်။ဝါးအိမ်ထဲမှာဆိုရင်ငါတို့တောက်တဲ့ကနေငှက်တွေအားလုံးဘေးကင်းနေတဲ့နေထိုင်လိမ့်မယ်။ဝေကြီးရဲ့ရန်ကနေလည်းကင်းဝေးသွားလိမ့်မယ်။ဘဲမှသွားကြမလို့တော့။ ကူကူလည်းဝါရီယူလာပြီးတော့တပင်ပေါ်မှာဝါအိမ်လေးတစ်လုံးစောင့်နေပါခဏလောက်နေတော့သူကဝိုင်းအင်းလေးတလုံးဆောက်လို့ပြီးသွားပါ යි ဒီအင်းလေးကအရန်ကောင်းနေလုံလန်းလုံကြုံနေငါမမီနဲ့ဦးလေးရီအတော်လေးတောက်ခေါ်လာအောင်မေကူကူလည်းအဲ့လိုပြောပြီးတော့ပြန်သွားပါ යි ကူထဲမှာ သူ့မိကသူ့အတွက်အရန်စိုးရင်နေပါ යි ကူကူတောက်ပါမှမပြောပဲပဲထွက်သွားလဲအမေဆို အသက်ရှူရတော့မလို့ကာလူရင်မြင်နေမလားသူ့သားငါအတွက်ဘလောက်တောင်ဖြစ်ပြက်ပြနေလဲဆိုတာ ကျမတို့သားလေးဘာမှမဖြစ်လို့တော်သေးရဲ့မိုးရီထဲမှာသားလေးနေမကောင်းဖြစ်ခါနေနေပြီမြမကိုကြီးဒီစကားလုံးဝမှားတယ်ဘလို့ပဲဖြစ်ဖြစ်ကလေးရကလေးပဲနင်တို့ကသာဘလို့ပဲမြင်မြင်ငါငါသာငါအသက်ထပ်ပို့ပြီးချစ်တယ်ကူကူကသူ့အမေကိုအတောင်ပန်းနဲ့ညှို့ပြလိုက်ပါငါသာတနည်းအရခေါ်သွားချင်နေရတာလူကြီးဒီငါအနောက်တော့ကျမတို့လိုက်မသွားနိုင်ဘူးဟုတ်တယ်ကိုမီထွေးကျမတို့လည်းလိုက်မသွားကျမတို့ဒီမှာလုံးကြုံနေနင်တို့သွားမှလားမသွားဘူးလား ငွေကြီးကလည်းသူတို့အားလုံးကိုကိုရီးယားနေမောင်းထုတ်လိုက်ပိုင်းသူတို့စီမှာအခြားဘာနီလမ်းမှမရှိတော့ပါသူတို့လည်းကုကုနောက်ကိုလိုက်သွားကြပိုင်းကုကုလည်းသူတို့ကိုဝိုင်းအိမ်ထဲခေါ်သွားပိုင်းအရှင်ကဒီလိုအိမ်မျိုးမရှိပါဘူးဒီအိမ်ကအခုမှအသစ်ဆောက်ထားဒီအိမ်ကိုဘသူဆောက်လိုက်တာလဲအဲဒီချိန်မှာကုကုကသူ့အမေကို surprise တိုက်လိုက်ပိုင်းမမေဒီအိမ်တားဆောက်ထားတာအဲ့ဒါဆိုရင်ကုကုတားစကားပြောနိုင်ပြီပေါ့ဟုတ်လားဟုတ်တယ်မမေတားစကားပြောနိုင်ပါပြီ တာဝါပင်ခုန်နေတဲ့အနေဝါပင်နေရာရှိရာတားပစက်တွေဝင်သွားတယ်။အိမ်ချာစားပြီးတားစကားပြောနိုင်သွားတာ။ဖီဟာတခင်ကျေးဇူးအများကြီးတင်ပါတယ်။ကျမရဲ့ဒါလေးစကားပြန်ပြောနိုင်နေပြီ။ရာနူရဲ့ငါတို့ခွလို့ပေးပါ။ငါတို့လည်းနေနဲ့တူအိမ်မှာနေခွင့်ပေးပါနော်။မြမကိုကြီးကျမရဲ့ဒါလေးအဲ့တော့စိတ်မပုတ်ပါသူကအရန်စိတ်သဘောထားကြီးပါဒီရင်ကျို့ကျမတို့အားလုံးအတွက်စောက်ထားတာပါကိုကြီးနဲ့ဇွန်နီလည်းတတော်လေးရှက်နေပါကလေးတွေလည်းရှက်နေကြပါ ကျမရဲ့သားလေးကူကူးစိတ်ထရနေစကားပြောပါရင်စကားမပြောခင်အလုပ်ကိုအရင်လုပ်ပါရင်တို့အားလုံးလည်းမိုးရွာတဲ့နေ့တွေမှာအဲ့ဒီအိမ်မှာနေပြီးတော့ပြတ်တမ်းကြပါရင်တို့ရဲ့ဝိုင်းအိမ်လေးကအရန်ကိုခိုင်ခံပါရင်မိရှိတို့ရဲ့အရာရာတိုင်းကကုမြင့်တလုံးမဖြစ်လာနိုင်ပါဘူး။ဂိမ်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကက်ကတော့ပုံမြင်လေးတွေကိုကြိုက်နှစ်တဲ့ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။ အခုတော့အားလုံးတော့ဆက်ခဲ့ပါရဲ့နော်